ဒွေမြွနဲ့ဆမ်မိုင်းကျော်ဘက်ဝေးတဲ့အညာဖြားကျွော်အုပ်စုကိုမေလ20ရက်မော်လယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးကျဲတိုက်ခတ်ခဲ့ပါတယ်။တိုက်ပွဲမဖြစ်ပွဲဗုံးကျဲတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ကျွော်အုပ်စုဝန်ကျင်ကိုဂျက်တိုက်လေရင်နဲ့ဝဲပြန်ပြီးမှဗုံးကျဲခဲ့တဲ့အပြင်လေရင်ဘော်ကနေစစ်တမ်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့မျက်မြင်တွေ့ရတဲ့ဒေသခံတွေကပြောပါတယ်။ဗုံးကျဲတိုက်ခတ်ခံရတာကြောင့်ထိခိုက်တဲ့သူတွေမရှိပေမဲ့ဗုံးကျောက်ပောက်ွယ်တဲ့နေရာဝန်ကျင်က နေအိမ်အချို့မှာတော့ ဘုံစားထိမှန်လို့ပစ္စည်းမှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၄ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာအညာဖျားကျွရကိုတိုက်ပွဲမရှိဘဲဘုံကျဲတိုက်ခတ်ခဲ့လို့အသက်၄၀ကျော်ရွယ်မြို့သမီးတအူဘုံစားထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။